မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို Dover Watch အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တထုလုတ်ကွက်များလာတဲ့ကံပေါက်မှာချောင်းတချို့ကောလာပြီးရေတွင်းတွေရေခမ်းလာတဲ့အခြေအနေ Dover မှာတကြံဖြောဖြည့်မှန်တတချို့ပြန်ဖြတ်တဲ့အကြောင်းပလောမှာလူငယ်တွေကိုခရင်ညူအဒမစစ်မှုထံခေါ်တဲ့အခြေအနေရနောင်းမှာပောက်ကွဲစီတက်တဲ့တထုအမှုန်တွေတဲလာလို့မြန်မာငါးဖန်းလေးဖန်ဆီးခံရတဲ့တည်င်း ငလျင်တန်ကြောင့်ရွေးကောက်ပွဲအပြောင်းလဲရှိမှာမဟုတ်ဘူးလို့ UEC ထုတ်ပြန်လိုက်တာမလမြန်ကန်းနာလန်ကတကြံဖြောဖြေးမန်တက်တွေကိုပြင်ဖြတ်နေတဲ့အကြောင်းစရတဲ့တည်င်းတွေကို နားဆင်ရမှာပါရှင်။ ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ကတော့တထုလောက်ွက်တိမ်များလာတဲ့ရေဖြူမြို့နယ်ကံပေါက်ကျေးရွာအုပ်စုကရေတွင်းတွေဖေဗူလာကတည်းကရေခမ်းနေလို့ဒေသခံတွေဟာအခုနှစ်နွေရာသီမှာရေမခမ်းသေးတဲ့ရက်ွက်တွေကရေတွင်းရေတွေကိုဆုပ်ယူပြီးဆယ်ပီပါရေကားတကားကို7000ခွဲကနေ2000ဝန်းကျင်အထိပေးဝယ်ပြီးသုံးရေတောက်ရေအခက်အခဲဖြေရှင်းနေကြရပါတယ်။သတင်းအပြည့်အစုံကိုတော့ဒဝဲဝက်ဝိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ တတ်တူလောက်ွက်တွေများလာတဲ့ရေဖြူမြို့နယ်ကံပေါက်ကျေးရွာအုပ်စုကရေတွဲတွေမှာဖေဖော်ဝါရီလကတည်းကအကြီးခန်းလာနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။နေစင်မလာဒုက္ခနီမအီခန်းလေးရှိပေမဲ့အခုတနစ်မှာတလအစောရေခန်းသွားတာဖြစ်ပြီးရေခန်းချောင်းနေတဲ့ရေတွေအများစုဟာလဲကုန်းရက်ွက်နဲ့မင်းခင်ရက်ွက်တွေကရေတွင်းတွေဖြစ်ကြပါဗါးအဲ့ဒီရက်ွက်တစ်ခုမှာပြီးခဲ့တဲ့နှစ်ဇွန်လလောက်ကစလို့ဥယျာဉ်ခြံလောက်ွက်တွေကိုဝယ်ပြီးခဲတတုလောက်ွက်အသက်တွေကိုလုံးနေတယ်လို့အဲ့ဒီရက်ွက်တွေမှာနေထိုင်သူတွေကဆိုပါတယ် တတူလောက်ွက်တွေကြောင့်ကြောက်လုံကြီး6ရေကြီးအိုင်ဟာလုံးဝပျက်စီးသွားပြီး6နံပေးကဟင်းသီးဟင်းရွက်နဲ့ပန်းပစ်ဆိုင်ခင်းတွေကိုရေသွင်းဖို့တူထားတဲ့ရေတွင်တွေလည်းအခုနှစ်မှာရေစာခံလာတယ်လို့ဟင်းရွက်ဆိုင်တောက်သူတူကပြောပါတယ်။ကံပေါင်ဒေတာဟာခဲတတူထွက်တဲ့ဒေတာဖြစ်တဲ့အတွက်တတူစီကြောရာကနေထွက်လာတဲ့အမုံအမွားတွေကလည်း6ရဲ့တဲ့မျက်နှာပြေလွာမှာအနေထိုင်ရာကနေအလွတ်အသက်တစ်ခုဖြစ်လာပြီး6တိတ်ကုန်မှုဖြစ်က ရေချောင်းပြောင်းလဲမှုကိုဖြစ်စေတယ်လို့ဒူဝဲခိုင်မှာမြေအောင်ရည်နဲ့ပတ်သက်ပြီးသူတည်တနာနဲ့ရေအရင်မြစ်စာပွေရေးဆောင်ရွက်ခဲ့ပူတဲ့မြေအောင်ရည်ပညာရှင်မောင်ကျေးရည်ဦးမြင့်သိန်းကပြောပါတယ်။အခုနဲ့နွေရာတီမှာရက်ွက်ချိုးကတွင်းတိတ်တွင်းတွေရေခမ်းမြလာလို့ရေမခမ်းသေးတဲ့ရက်ွက်တွေကရေတွေတွေမှာရေကိုစုပ်ယူပြီးဆက်ပီပါရေကားတကားကိုတက်တတောင်းခွဲကနေ2000ဝန်းကျင်ထိပေးဝယ်ပြီး3ရေတောင်းရေအခက်ခဲဖြစ်ရှင်းနေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ တဝဲမှာအခုနှစ်တကြံပွဲတော်အတွက်စောက်ထားတဲ့ဖျော်ဖြေမန်တက်တချို့ကိုပြန်ဖြတ်လိုက်ပြီးတိဆောက်ဆဲတချို့ကိုလည်းရင်နာလိုက်တယ်လို့မြို့ခံတွေစီကစုံစမ်းသိရှိရပါတယ်။တည်င်းအပြည့်စုံကိုတော့တဝဲဝက်ဝိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။တဝဲမှာအခုနှစ်တကြံပွဲတော်အတွက်စောက်ထားတဲ့ဖျော်ဖြေမန်တက်တချို့ကိုစစ်ကောင်စီကပြန်ဖြတ်လိုက်တယ်လို့တိဆောက်ထားတဲ့အချို့ကိုလည်းရင်နာလိုက်ပါတယ်။တဝဲမြို့မြို့တော်ခမ်းမရှိမှာမလကိုပိုင်းကစပြီးဆောက်ထားတဲ့ တိုင်းဆက်တကြမ်းဖြိုဖြည့်ဘူမန်တက်ကိုလည်းဆက်မဆောက်တော့ပဲရပ်လိုက်တာပါတိုင်းဒေသကြီးအစိုးရယုံနာကဆောက်လို့ရမန်တက်ကိုလည်းဆက်မဆောက်တော့ပဲရန်နာထားတာတွေ့ရတယ်လို့ဆိုပါတယ်ဒါပြင်မတ်လနောက်ဆုံးပတ်ကစဆောက်နေတဲ့ဒွေမြုပ်ပလန်ရှူဝဲသတိရင်ပြင်ကစားကွင်းနားမှာဆောက်ထားတဲ့ဌာနဆိုင်ရာ ဖြိုဖြည့်မန်တက်တခုကိုလည်းအခုပတ်တည်းပြန်ဖြတ်လိုက်ပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်က ပြည်အား9တသမ9အဆင့်ရှိတဲ့ငလင်လှုပ်ကပ်ခဲ့တာကြောင့်တေဆုံးသူ3600ဒဏ်ရာရရှိသူ9000ကျော်နဲ့ပျောက်ဆိုးသူ160ဦးရှိခဲ့တာပါလက်ရှိအခြေအနေထိလည်းပြိုကျအဆောက်အအုံတွေထဲပိတ်မိနေသူတွေများစွာရှိနေပါတယ်ငလင်ဘေးဒဏ်ခံရပေမဲ့လည်းစစ်ကောင်စီကတကြံပွဲတော်ကျင်းပဖို့ဆက်လှုပ်ဆောင်နေတဲ့အတွက်ဝေဖန်ခံရပြီးတဲ့နောက်ဧပြီလ3ရက်နေ့မှာတော့တကြံကို အပျော်ပါးတည်ဆုံကခုတာတွေမပါပဲရိုးရရင်ကျင်းမှုနဲ့အညီကျင်းပသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြစ်ခရိုင်ပလောမြွနယ်ကကျေးရွာ၁၂ရွာလောက်မှာကရင်မျိုးသားအစီအယုံ KNU လက်အောက်ခံတပ်ဖွဲ့ကလူငယ်လူရွယ်တွေကိုစစ်မှုထမ်းခေါ်ယူနေတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးမှပါဝင်လှုပ်ရှားနေတဲ့သူတချို့ကပြောပါတယ်။ KNU စုံမှုနယ်မြေထဲကကျေးရွာတွေမှာအသက်၁၈နှစ်ကနေ၃၅နှစ်ကြားလူငယ်တွေကိုကရင်မျိုးသားကောက်ွယ်ရေးတပ် KNDO တရင်ခွနစ်ကတပ်သားတစ်ခေါ်ယူစုဆောင်နေတယ်လို့ဆိုပါတယ်။ တည်တင်အပြည့်အစုံကိုဒိုဝဲဝရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ဘေးကရင်ဘလောမြူနယ်ကဂျေဝါဆနေရွာလာမှာကရင်မျိုးသားစီယုံခရင်ယူလက်အောက်ကန်တပ်ဖွဲ့ကလူငယ်လူရွယ်တွေကိုစစ်မှုထမ်းခေါ်ယူနေတယ်လို့ဒေတာကန်တွင်နေဒေါ်လာကြီးလှုပ်ရှားမှုမှာပောင်းရီတို့ချိုးကပြောပါတယ်။ခရင်စုံမှုနေမီတဲ့ဂျေဝါမြေမှာအသက်ဆက်ရှင်ကနေ35နှစ်ကြာလူငယ်တွေကို ကင်းမျိုးသားကာကွယ်ရေးတပ်ခရင်တွေကိုတိုင်ရင်ခုနှစ်ကတပ်သားတွေခေါ်ယူစုဆောင်နေတယ်လို့ဆိုပါတယ်စစ်မှုထမ်းတပ်သားတွေစုဆောင်ခံရတဲ့ကြေးဝါးတွေထဲထမင်းမစားစေစုလက်ကူတပိုးကတဲ့ကပြားလက်ပန်းပြင်းဒွိပင်ဆောင်ဇာဒီဝင်းမတော်ရေလျံတာကုတ်စားတဲ့ကြေးဝါးတွေပါဝင်နေပါတယ် တရားဆိုရင်စစ်မှုထမ်းတပ်သားတဲ့အောင်တို့ပြဖို့နဲ့စစ်မှုထမ်းတဲ့သူကိုမဲနဲ့ရွေးချယ်ခဲကြရမှာတပ်သားတဲ့အလဲချာသူထွက်ပြေးတရားမယ်ဆိုရင်မိမတွေကိုဖမ်းဆီးပြီးစစ်မှုထမ်းသူရောက်လာမှသာပြန်လော့ပေးမယ်လို့ဆိုတဲ့အကြောင်းနတ်ပယုတ်စွာသူကပြောပါတယ်စစ်မှုထမ်းတပ်သားတွေခေါ်ယူဆူဆောင်းနေတာနဲ့ပတ်သက်ပြီးဂရန်ဒီကို တိုင်ရင်ခုနှစ်တိုင်မှုဘုံမှုကြော်တော်ကိုဆက်သွယ်မိများရမှာတော့စစ်မှုထမ်းခေါ်တာမဟုတ်ပေအင်အားစုထားတာဖြစ်ပြီး ကိန်းလူမျိုးတွေကိုသာအင်အားစုဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီကိစ္စနဲ့ပဒလုခရင်ယူတမဟာလေးဘိတ်တဝဲခရင်အတွင်မူပရိုဆောအနာကိုတဝဲဝါစ်ကအစ်ဘလာလေးကလေးကစာပေးဖို့အမိများထားပေမယ့်အစ်ဘလာရှင်မနီကအထီးပြန်လည်ဖြစ်ကြတာမရှိသေးပါဘူး။နောက်ထပ်တဲ့တင်တပုတ်အနေနဲ့ကတော့မလမြိုင်ကန်းနာလန့်ကတကြံဖြောဖြေးရေးမှန်းသက်တွေကိုပြန်ဖြတ်နေပါဗျ။ မွန်မြိုင်ကမ်းနားလမ်းတစ်လျှောက်မှာဆောက်လုပ်ထားတဲ့တကြံဘိုဟိုမန်တက်အပါဝင်မန်တက်တွေကိုပြန်ဖြတ်နေတာပါဒီနှစ်တကြံပွဲတော်ကိုစီကာတိုင်းမြတ်စွာကျင်းပဖို့မွန်ပြည်နယ်စစ်ကောင်စီကမွန်မြိုင်ကမ်းနားလမ်းမှာဘိုဟိုမန်တက်အပါအဝင်ဖျော်ဖြေးမန်တက်တွေကိုမက်ရှလနောက်ဆုံးအပတ်ကတည်းကစတင်ဆောက်လုပ်ခဲ့ပါတယ်ဘဟုမန်တက်အပါဝင် ဖြောဖြေးမန်တက်တွေကိုသာပြန်ဖြတ်နေပေမဲ့ရေကစားမန်တက်တွေကိုတော့ဆက်ပြီးတော့ဆောက်လုပ်နေဆဲပါ မော်လမြိုင်ကမ်းနားလမ်းမှာလမ်းလျှောက်တကြံနဲ့စတုတီတာကျွေးမွေးဖို့ကိုလည်းစီစဉ်နေတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ငလျင်တန်းကြောင့်ရွေးကောက်ပွဲအပြောင်းအလဲရှိမှာမဟုတ်ဘဲဒီဇင်ဘာလမှာကျင်းပမယ်လို့ UEC ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာတော့နိုင်ငံရေးပါတီတီထောင်ဖို့လျှောက်ထားတဲ့ပါတီ82ပါတီရှိတယ်လို့ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်စည်ရင်းအရသိရပါဗျ။တည်င်းအပြည့်အစုံကိုဒဝေဝရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ရှိတာကြောင့်ပါတီမတ်ပုံတင်တာပါတီတွေပေါင်းပြီးတခုတည်းဖြစ်တည်ထောင်တာတွေကိုမေလ9ရက်နောက်ဆုံးတာရှောက်ထားကြဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ရှောက်ထားတဲ့ပါတီတွေကိုရွေးကောက်ပွဲအမီစီစဉ်နိုင်ဖို့ပါတီတွေရွေးကောက်ပွဲလုပ်ငန်းတွေမဲဆွယ်စီအိုရေးလုပ်ငန်းတွေအတွက်အခြေလိုလော့စွာရရှိရန်ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာအင်အားလုံးပြင်းထန်တဲ့ငလင်တန်ကြောပျက်စီးဆုံးရှုံးမှုတွေထိခိုက်သေးကြမှုများစွာကြုံနေရပြီးငလင်ဘေးပြန်လည်ထူထောင်ဖို့အခြေယူလှုံ့ဆော်ရမယ်ဖြစ်ပေမဲ့စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုမူလစီစဉ်ထားတဲ့အတိုင်းကျင်းပဖို့လှုံ့ဆော်နေတာပါငလင်လောက်ကမှုအပြီးဧပြီလ3ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဘက်တက်စီဝေးကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်ရမှာလဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုအပြောင်းအလဲမရှိဆက်လက်ကျင်းပမယ်အကြောင်းပြောဆိုခဲ့ပါတယ် လက်တလုံးပါတော့နိုင်ငံရေးပါတီတည်ထောင်ဖို့ရှောက်ထားတဲ့ပါတီ87ပါတီရှိတယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်စီရင်တွေရသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ပောက်ကွဲစစ်တပ်တဲ့ဓာတ်ရုပ်တထုအမှုအသေးဆောင်လာတဲ့မြန်မာငါးဖမ်းလေတစင်းကိုထိုင်းမြန်မာနယ်စပ်ရနောင်းရီပိုင်နက်ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့အမှတ်သုံးထိုင်းရီတပ်ကထုတ်ပြန်ပါတယ်။ဧပြီလ10ရက်မနေ့9နိုင်လောက်မှာရနောင်းခရိုင်တဲကကော့ချန်ကျော်အနီးမှာဖမ်းမိခဲ့တာပါ။ ။လှီပေါ်မှာဓာတ်ရုပ်တတ္ထုအမှုတ်ပေါင်း86တန်ခန့်တည်ဆောင်လာခဲ့တာလို့ဆိုပါတယ်။လေသမားတွေကတော့ရနောင်းမြို့ကိုကုန်ပစ္စည်းပို့ပို့ဝင်လာတာဖြစ်ပြီးသူတို့တယ်ဆောင်လာတဲ့ပစ္စည်းတွေဟာတန်ဖြူဖြစ်တယ်လို့ထပ်ဆိုထားကြပါတယ်။ဒါပေမဲ့လေဘောပါပစ္စည်းတွေဟာဖောက်ခွဲရေးမှာထည့်သုံးနိုင်တာတွေဖြစ်နေတယ်လို့ထိုင်းရစ်တပ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်တည်ယူခွင့်မရှိတဲ့ပစ္စည်းတည်ယူလာတဲ့အတွက်လေကို အာနာပိုင်တွေကရနောင်းစိတ်ကန်စီဖန်ဆီးခေါ်ယူလာခဲ့တာလို့ဆိုပါတယ်။ လက်တလောဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားအရေးအတွက်ကိုတော့ဖော်ပြထားခြင်းမရှိသေးပေမဲ့ဓာတ်ပုံမှတ်တမ်းအရာဖန်ဆီးခံရသူ9ဦးနဲ့အထက်ရှိနိုင်ပါရဲ့ရှင်။အခုလိုတင်းနှားရီတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရဲ့ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့တဝဲဝှရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။